ဖင်လန်နိုင်ငံဆွေဒင်နိုင်ငံဒိန်းမတ်နိုင်ငံနော်ဝေးနိုင်ငံအိုက်စလန်နိုင်ငံတွေမှာဘာဖြစ်လို့ဆိုရှယ်ဒီမိုကရက်တစ်စနစ်ကိုကျင့်သုံးရတာလဲအရာကငင်းညာအောင်ရဲ့ပြဿနာခမားတို့ပြောနေတဲ့စီမံကိုရော်ရဲ့ပြဿနာဖင်လန်နိုင်ငံမှာသူငယ်ရန်အောင်မအောင်တဲ့လူတယောက်ရဲ့ပြဿနာ ကျွန်တော်ဖင်လန်နိုင်ငံမှာသူငယ်တန်းတော့ကျွန်တော်မအောင်ဘူးသူများတွေလို့10တန်းနေ15တန်းနေကျွန်တော်မသိဘူးကျွန်တော်ဖင်လန်နိုင်ငံမှာသူငယ်တန်းတော့အောင်လက်မှတ်မရှိတဲ့ကောပြဿနာကြီးအစားကခင်ဗျားတို့ကိုပြောပြမယ်နော်ဝေးနိုင်ငံလည်းတစ်ချိန်တုန်းကတော်တော်ဆင်းရဲတယ်ဖင်လန်နိုင်ငံလည်းတစ်ချိန်တုန်းကတော်တော်ဆင်းရဲတယ်ဒိမတ်ကတော့သူ့ဟာနဲ့သူစိုက်ပျိုးရေးတို့ဘာတို့ကောင်းတဲ့အတွက်နည်းနည်းလေးအဆင်ပြေတယ်ဆွေဒင်လည်း ည်းနည်းလေးအဆင်ပြေတယ်။သို့တော့ဘာဖြစ်လို့ဒီစနစ်တွေစကျင်သုံးရတာလဲဆိုတော့ခင်ဗျားတို့ဗမာပြည်မှာဗမာလူမျိုးတွေမကြုံဘူးတဲ့အခြေအနေတွေရှိတယ်။ဗမာပြည်လို့ပြောလို့ရှိရင်ဗမာပြည်ကယာတိဥရုတွေဘလို့ပြောမလဲဆိုတော့ယာတိဥရုစုံတဲ့နိုင်ငံဖြစ်တဲ့အခါကျတော့ကျွန်တော်ပြောတဲ့စကားကိုပူတာအိုတို့စီတာပူတို့အဲ့ဒီဒေသကလူတွေကသိတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့နိုင်ငံကအေးတာ။ တို့ဒေသကအေးတာဖင်လန်နိုင်ငံမှာဆိုရှယ်ဒီမိုကရက်တို့ဘာလို့ဖြစ်လာတဲ့ကိစ္စဖင်လန်နိုင်ငံအရင်ဆင်းရဲတယ်ဆင်းရဲတဲ့အပြင်မှာမှယာတီဥရုကပတ်ပတ်ဆက်ဆက်ကြံတန်းတယ်ဖင်လန်နိုင်ငံဟာတစ်ချိန်လုံးကရုရှားကိုလိုနီတစ်ချိန်လုံးကဆွီဒင်ကိုလိုနီဒီလိုမျိုးပေါ့ဆွီဒင်ကအုပ်ချုပ်လိုက်ရုရှားကအုပ်ချုပ်လိုက်အုပ်ချုပ်နေတဲ့အပြင်မှာမှဖင်လန်ဟာဆင်းရဲတဲ့အပြင်မှာမှယာတီဥရုဒီပတ် က်ဆက်ဆက်ဆိုးွားတဲ့အထဲမှာပါတယ်။6လောက်ကအေးဆက်ပြီးတော့နေတဲ့နိုင်ငံနှင်းနေတဲ့ချိန်လုံးကြာနေတဲ့နိုင်ငံမှောင်းနေတဲ့နိုင်ငံဒီအချိန်မှာနိုင်ငံရေးလှုပ်တဲ့သူတွေစီးပွားရေးလှုပ်တဲ့သူတွေနိုင်ငံရေးသမားတွေမဟုတ်ဘူးစီးပွားရေးသမားကပါလူတွေကိုအသက်ရှင်အောင်ထားရမယ်ဆိုတဲ့အတွေးခေါ်ဝင်လာတယ် ိုင်ငံရေးသမားတသက်တည်းမဟုတ်ဘူးနော်တော်လှန်ရေးသမားတသက်တည်းမဟုတ်ဘူးစီးပွားရေးသမားကပါ လူတွေကိုအသက်ရှင်အောင်ငါတို့ထားမှရမယ်ငါတို့ရဲ့အလုသမားတွေကိုလွယ်လွယ်ထွေထွေထားမှရမယ်ငါတို့ရဲ့အလုသမားတွေကိုထမင်းဝအောင်ကျွေးထားမှရမယ်ငါတို့ရဲ့အလုသမားတွေကျမ်းမာရေးကောင်းမှဖြစ်မယ်ဆိုတဲ့ရည်ရွယ်ချက်တွေစပြီးတော့ပါလာတယ်ခင်ဗျားတို့ထင်နေသလိုဆိုရှယ်ဒီမိုကရက်ဆိုတဲ့ဟာကသူဟာသူပေါ်လာတဲ့ကိစ္စမဟုတ်ဘူးသူဟာသူစေတနာကောင်းပြီးတော့ဖြစ်လာတဲ့ကိစ္စမဟုတ်ဘူးဒီတော့နိုင်ငံရေးနဲ့စီးပွားရေးနဲ့ကအမြဲတမ်းသက်ဆိုင်နေတယ် နိုင်ငံရေးသမားတွေကဒီနိုင်ငံကြီးကောင်းဖို့အတွက်နိုင်ငံရေးသမားတွေကဒီနိုင်ငံကြီးချမ်းသာဖို့အတွက်လုပ်နေတယ်ဆိုလို့ရှိရင်ဒီနိုင်ငံမှာလုပ်နေတဲ့စီးပွားရေးလုပ်ငန်းတွေမအောင်မြင်လို့လည်းမရဘူးဒီစီးပွားရေးလုပ်ငန်းတွေအောင်မြင်ဖို့အတွက်ဆိုလို့ရှိရင်အလုပ်သမားတွေရှိရမယ်အဲ့ဒီအလုပ်သမားတွေဆိုတာဟိုခေတ်ဟိုအခါတုန်းကစက်ရုံအလုပ်ရုံတွေမှာအလုပ်လုပ်နေတဲ့လူတွေနော်အသီးအနှံတွေကိုလက်နဲ့စိုက်ပြိုးနေရတဲ့သူတွေဒီတော့သူတို့ခေါင်းဆောင်တွေ သူတို့တထဲတွေသူတို့စီးပွားရေးသမားတွေကအကုန်စဉ်းစားတယ်စဉ်းစားပြီးတဲ့အခါမှာဆိုရှယ်ဒီမိုကရက်ဆိုတဲ့စနစ်ကိုငါတို့မကျင့်သုံးလို့မရတော့ငါတို့မကျင့်သုံးလို့ရှိရင်ငါတို့တထဲတွေပဲတထဲတွေပါအလုပ်ဆက်ပြီးတော့လုပ်ရတော့မယ်ဆိုတဲ့ဘဝမျိုးတွေဖြစ်လာဟိုခေဟိုခါတော့ကဟိုခေဟိုခါတော့ဆိုနှစ်တရာလောက်တော့ကနှစ်တရာကြော်ကြော်တော့ကဆိုလို့ရှိရင်ဖင်လန်နိုင်ငံမှာအေးခဲပြီးတော့လူတွေသေသွားတာတွေအများကြီးပဲ ဖင်လန်နိုင်ငံမှာမစားရမတော့ဖဲနဲ့ငတ်ပြတ်ပြီးတော့တည်သွားတဲ့လူတွေအများကြီးပဲရုပ်ရှင်တွေထဲမှာလည်းကြည့်လို့ရတယ်သမိုင်းတွေထဲမှာလည်းဖတ်လို့ရတယ်ဒီတော့စနစ်တစ်ခုဖြစ်လာတယ်နော်စနစ်တစ်ခုဖြစ်လာတယ်ဒါတွေဟာဘာကြောင့်ဖြစ်တယ်ဆိုတာကိုတေးသေးချာချာလေးလေ့လာဖို့လိုဗမာပြည်လိုနေရာမျိုးမှာအခုလိုမျိုးဒီဘက်ထရီပြားလိုမျိုးမရှိလဲဘာမှမဖြစ်ဘူးလမ်းဘေးမှာဗမာတွေအိတ်လဲရတယ် ဖိုးခေဟိုးကတော့ဆိုဗမာတွေစားစရာမရှိတော့မှဟိုအိမ်သားနေဟိုနေရာဒီနေရာလောက်ဖြတ်သွားလို့ရှိရင်အတီးရွက်တွေခူးစားလို့ရတဲ့အနေအထားမျိုးပြီးတော့နိုင်ငံတစ်ခုဒီစနစ်ကိုကျင့်သုံးရတယ်နိုင်ငံတစ်ခုမှာဒါတွေဖြစ်လာတယ်ဆိုတာဒီလိုမျိုးသဘာဝဟုတ်ဘယ်လိုပြောမလဲသဘာဝပတ်ဝန်းကျင်ဘေးတွေပါတယ်ယာစီဥတုတွေပါတယ်ဆိုတာကိုလည်းဗမာနိုင်ငံရေးသမားတွေထက်တွက်ဖို့လိုတယ် ီလိုမျိုးဗမာနိုင်ငံရေးသမားတွေကသူတို့ရဲ့နောက်ခံအကြောင်းရင်းတွေကိုမသိဘဲနဲ့ဗမာနိုင်ငံရေးသမားတွေကသူတို့ဖြစ်ပြက်လာတဲ့ကိစ္စတွေကိုမသိဘဲနဲ့မင်းတို့ကမင်းတို့စကောလာတွေရတယ်မင်းတို့ကမင်းတို့လေ့လာတယ်ဆိုပြီးတော့တွေးသမျှဟာတွေအကုန်လုံးကိုသူများနိုင်ငံကားဟာကိုယ်နိုင်ငံမှာပုံသူကူးချလို့မရဘူးစိတ်ကူးတွေသွားရင်လို့မရဘူး ဒီနိုင်ငံမှာဆိုကျွန်တော်ပြောသလိုယာစီဥဒုတွေနော်အခြေအနေတွေအပြင်မှာမှဒီနိုင်ငံဆိုဆိုရှယ်ဒီမိုကရက်တစ်စနစ်ကိုကျင့်သုံးဖို့အတွက်သံတောင်းသားလဲသံတောင်းသားလို့အဖွန်ပေးရတယ်အလုတ်သမားလဲအလုတ်သမားလို့အခွန်ပေးရတယ်ပထေးလဲပထေးလို့အခွန်ပေးရတယ်ဒီလိုအခြေအနေတွေအကုန်လုံးကိုတွက်ချက်ပြီးတာတွေလည်းမရှိဘဲနဲ့ဗမာပြည်မှာ တင်းအတင်းကြီးကိုသူများနိုင်ငံမှာဖြစ်နေတဲ့ဟာတွေအကုန်လုံးသူများနိုင်ငံမှာကောင်းတဲ့ထင်တဲ့ဟာတွေအကုန်လုံးစွတ်ပြီးတော့ယူလာလို့မရဘူးဒီနိုင်ငံမှာဆိုရှယ်ဒီမိုကရက်ကိုဘာဖြစ်လို့လူတကာကထောက်ခံလဲဆိုတာခင်ဗျားတို့ကိုကျွန်တော်ပြောသလိုလူတွေအကုန်လုံးကသေးချေပျက်စီးရမယ့်ကိစ္စတွေဖြစ်လာတယ်လူတွေသေးချေပျက်စီးသွားရင်အလုပ်လုပ်လို့မရဘူးဆိုတာတွေဖြစ်လာတယ်ဒီလိုတွေဖြစ်လာတဲ့အတွက်ဒီလိုဒီလိုတွေဖြစ်လာတယ်အဲ့ဒီအခါမှာတချို့ကောင်းဆောင်တွေကနှိုင်းရှင် ချို့ခေါင်းဆောင်တွေကနှိုင်းရှင်နေဆိုတာဥပမာဖင်လန်နိုင်ငံမှာလူဦးရေ9သန်းပဲရှိတယ်။ဖင်လန်နိုင်ငံမှာလူဦးရေ9သန်းပဲရှိတယ်။နိုင်ငံသားတသန်းလောက်ကိုခေါ်တင်ထားတယ်။နိုင်ငံသားတသန်းလောက်ကိုခေါ်ထားတယ်ကျွန်တော်တို့လိုဒုက္ခတဲ့မျိုးတွေကျွန်တော်ရင်းကျောင်းအောင်ဘရောမဘဝမမေ့ရင်းကျောင်းအောင်ဒုက္ခတဲ့ဖြစ်နေလားဒုက္ခတဲ့ဒီထဲမှာလဲတယောက်နဲ့တယောက်ကတူကြတာမဟုတ်ဘူးတချို့ကအလုံးလုံးချင်းနေတချို့ကအလုံးမလုံးချင်းဘူးတချို့ကအလုံးလုံးချင်းနေ တချို့တွေကအလုတ်လုတ်ခွင့်မရှိဘူးအလုတ်လုတ်ခွင့်မရှိဘူးဆိုတာလက်ပြတ်ခြေပြတ်နဲ့ဥပမာကျွန်တော်တို့ဖိလန်နိုင်ငံကလူသားချင်းစာနာတယ်ဆိုပြီးတော့ကျွန်တော်တို့ဗမာပြည်ကနေပြီးတော့ခြေပြက်လက်ပြက်ပေါ့နော်စစ်ပွဲတွေကြောင့်ခြေပြက်လက်ပြက်လူတွေခေါ်ထားလို့ရှိရင်ဒီနိုင်ငံမှာအလုတ်လုတ်လို့မရဘူးလုတ်လို့ရတဲ့ဟာကိုသူတို့လည်းလုတ်ဒီလိုမျိုးအခြေအနေတွေရှိတယ်ဟုတ်ပြီအဲ့ခါကျတော့ ဖိနနိုင်ငံမှာလူဦးရေတပ်လမ်းကိုခေါ်ထားပြီဆိုလို့ရှိရင်အဲ့ဒီလူဦးရေတပ်လမ်းရဲ့စာဝတ်နေရေးအကုန်လုံးကိုဖိနလန်အစိုးရကတာဝန်ယူရတယ်ဖိနနိုင်ငံမှာလူဦးရေတပ်လမ်းခေါ်ထားပြီဟဲ့ဆိုလို့ရှိလို့ရှိရင်အဲ့ဒီလူဦးရေတပ်လမ်းစားဖို့တောက်ဖို့နေဖို့ထိုင်ဖို့စားဖို့သေဖို့အကုန်လုံးအတွက်အခွန်တန်းပြည်သူတွေကအခွန်ဆောင်ရတယ်အဲ့ဒီအခွန်နေနဲ့ဒီလူတွေကိုထောက်ပံ့ ထိုင်းနိုင်ငံမှာလူဦးရေ100သန်းလောက်နိုင်ငံသားတွေရောက်နေတယ်ဆိုပေမဲ့ထိုင်းအစိုးရကခမားတို့ကိုရော့တလောက်ဘတ်တသောမင်းတို့စေယုံလာတက်ရော့မင်းတို့ចောင်းနေငါတို့တက်ကတူမှာတက်ဆိုပြီးတော့ပေးတာမရှိဘူးကျွန်တော်အသိသလောက်ကျွန်တော်အသိသလောက်ကိုပြောတာကျွန်တော်အသိသလောက်ကိုပြောတာအခုဗမာ9သန်းလောက်လာတယ်ဟေးမင်းတို့ဗမာတွေအလုံးမရှိနဲ့ရော့တယောက်ကိုထိုင်းဘတ်1000 1000စီယူ ရော့အိငိနေမိတွေသုံးကြိုက်တဲ့ဆေးရုံလာတက်ကျွန်တော်တီးသလောက်ထိုင်းဆိုးရမပေးဘူးကျွန်တော်လည်းထိုင်းနိုင်ငံမှာနေဘူးတဲ့တရားမဝင်ဒုက္ခတဲ့စခန်းထဲမှာပါတနည်းကြော်ကြော်လောက်နေဘူးတဲ့ကုရသမကဘေးရင်ဘေးမပေးလို့ရှိရင်ထိုင်းဆိုးရနေပြီးတော့ရော့ငိမ့်ညံမင်းဆေးရုံလာတက်ရော့ငိမ့်ညံမင်းတက်ကတူလာတက်ရော့ငိမ့်ညံမင်းကြောင်းလာတက်ရော့အဲ့မှာဘတ်တပေါင်းဆိုပြီးပေးတာကျွန်တော်မရှိဘူး ဒီတော့ဗမာနိုင်ငံရေးသမားတွေကဘာတွေကိုနှိုင်းရှင်းနေတာလဲထိုင်းနိုင်ငံမှာအင်မီဂရာ၁၀သန်းလောက်ရှိတယ်ထိုင်းကဘာမှမဖြစ်ဘူးဟောမင်းတို့ဖင်လန်မှာလူဦးရေ9000တသိန်းလောက်ခေါ်လိုက်တာမင်းတို့ဖင်လန်ကနေပြဿနာရှာတယ်ကျွန်တော်ပြောတာလူမျိုးရေးခွဲခြားတာတွေရှိတယ်ဒါပေမဲ့မနှိုင်းရှင်နဲ့ ြော့ဗမာနိုင်ငံရေးသမားတွေရဲ့ပြဿနာကခမရတို့နှိုင်းရှင်ပြီဟေးဆိုလို့ရှိရင်သေသေးချာချာနှိုင်းရှင်တာလားသေသေးချာချာနှိုင်းရှင်တာလားခမရတို့လိုချင်တဲ့ကိစ္စကိုပဲပြောသွားတာလားအဲ့ဒီဟာကပြဿနာအရမ်းရှိတယ်။ဘာလဲဆိုတော့ကျွန်တော်တို့တွေကနိုင်ငံရချားမှနေတယ်။နိုင်ငံရချားမှနေတယ်ဆိုလို့ရှိရင်နိုင်ငံရချားကကောင်းတဲ့ကိစ္စတွေကျွန်တော်တို့ယူသွားဖို့လို ခါဖီလန်နီရတော့ဟေ့တပတ်ကိုအရက်ဘုံးစာပေါ့3လစ်တာလောက်ပောက်တယ်ဒါမျိုးတွေတော့ကျွန်တော်တို့ကယူသွားလို့မရဘူးဟာဖီလန်နီရတော့ဟေ့ဒီရမှာတွေ့သမျှဟိုဘလို့ပြောမှမကောင်းတဲ့ဟာတွေကြီးပဲဗျာဗမာပြည်ကိုယူသွားလို့မရဘူးနှိုင်းရှင်ပြီးဟေ့ဆိုလို့ရှိရင်တေးသေးချာချာနှိုင်းရှင်ဖို့လိုတယ်ဥပမာဘလို့နှိုင်းရှင်မလဲ အနောက်နိုင်ငံတွေမှာအိမ်မှာအိမ်ရှိလူကုန်အကုန်လုံးကအလုတ်လုတ်တဲ့ရင်ကျင်းမှုမျိုးအရွယ်ရောက်ပြီးရင်ပြောတာနော်အရွယ်မရောက်တဲ့ခလေးကြရင်ခိုင်းအောင်မခိုင်းဘူးမတူတဲ့ကိစ္စတွေရှိသေးတယ်နော်ဗမာပြည်မှာလို့တားရင်ဟုတ်ခလေးက6နှစ်9နှစ်ပဲရှိသေးတယ်ခလေးက7နှစ်9နှစ်ပဲရှိသေးတယ်ထားအမေကိုကူပါအောင်ကြက်သွန်လေးလှီးပေးပါအောင်။ဒါရေဟိုနေရာကဆန်လေးသွားယူပါအောင်။ ဒီနိုင်ငံတွေမှာအသက်16နှစ်အောက်ကလေးတွေကိုတစက်မှမခိုင်းဘူးနော်အသက်ပြည့်တဲ့လူကြီးတွေကြရင်အိမ်ရှိလူကအလုတ်လုတ်တာအဲ့တော့ကျွန်တော်ပြောနေတဲ့ဆိုးနေတဲ့ငြိမ်းချမ်းအောင်ရဲ့ပြဿနာတွေဆိုတာအဲ့ဒါကိုပြောတာမင်းတို့သူများနိုင်ငံနဲ့နှိုင်းရှင်ခြင်းနဲ့နိုင်ငံတစ်ခုနဲ့နိုင်ငံတစ်ခုနဲ့နှိုင်းရှင်ခြင်းနဲ့ဆိုလို့ရှိရင်ပြည်သူလူထုကို တည်တည်ချာချာနှိုင်းရှင်ပြဖို့လိုတယ်နိုင်ငံတစ်ခုနဲ့နိုင်ငံတစ်ခုနှိုင်းရှင်ပြဖို့ဆိုလို့ရှိရင်တည်တည်ချာချာချုံငုံတည်တည်ချာချာအချက်လက်တွေကိုနှိုင်းရှင်ပြဖို့လိုတယ်ဖင်လန်နိုင်ငံမှာအသက်16နှစ်အောက်အထိကလေးတွေကိုမခိုင်းဘူးကလေးတွေကိုယော့မင်းတို့ကမင်းတို့ကလေးသဘာဝပီပီပေါ့နော်စောကြပါ နေကြပါလွတ်လပ်ကြပါအိတ်ကြပါ ကြော်ကြပါဆိုပြီးတော့ဖင်လန်မှာထားတယ်သို့တော့လူကြီးတွေဖြစ်ပြီးဟဲဆိုလို့ရှိရင်အဖေလည်းအလုပ်လုပ်တယ်အမေလည်းအလုပ်လုပ်တယ်ဒီလိုမျိုးနှစ်ယောက်အလုပ်လုပ်တယ်ကျွန်တော်တို့အာရှမှာကြတော့အဲ့ဒီလိုယဉ်ကျေးမှုမျိုးမဟုတ်ဘူးအများစုကလူတစ်ယောက်အလုပ်လုပ်ပြီးတဆွေလုံးတစ်ပြုတ်လုံးထိုင်စားတဲ့အမှုမျိုးယဉ်ကျေးမှုကြီးမတူတာတွေဟိုပါသေသေးချာချာခင်ဗျားတို့နှိုင်းရှင်ပြဖို့လိုတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ အမေရိကမှာအခုနိုင်ငံသားတွေနဲ့အမေရိကန်နိုင်ငံသားတွေနဲ့ပြဿနာတက်တယ်ဆိုပြီးတော့အဲ့ပြဿနာတစ်ခုတည်းကိုပဲခင်ဗျားတို့ပြောပြလို့မရဘူးဒီနိုင်ငံတွေမှာအသက်အရွယ်ပြည့်ပြီးသွားတဲ့လူတွေကိုတယောက်ချင်းတွတ်တာငင်းညောင်းကအလုတ်လုတ်တယ်ငင်းညောင်းမိမကအလုတ်မလုတ်ဘူးဆိုလို့ရှိရင်အဲ့ဒါအလုတ်လက်မဲ့ရာဂိုင်တုန်းကဒီမီသားစုထဲမှာတင်50 50ဖြစ်သွားတာ ဒီတော့ခမရတို့ကတစ်ချိန်လုံးပဲလိုက်ပြီးတော့ဟိုဟာပြောတရားပြောအကုန်လိုက်ပြီးတော့နှိုင်းရှင်းနေတယ်နိုင်ငံတွေမတူတဲ့ကိစ္စယဉ်ကျေးမှုတွေမတူတဲ့ကိစ္စယာတိဥရုတွေမတူတဲ့ကိစ္စလူတွေမတူတဲ့ကိစ္စခမရတို့တစ်ခုမှခမရတို့မပြောဘဲနဲ့ခမရတို့ပြောချင်တာပြောသွားတာ